မင်္ဂလာပါခင်ဗျာ ARI Times သတင်းဌာနကအပတ်စဉ်စီစဉ်တင်ဆက်နေတဲ့ကျမ်းမာရေးသိပညာပေးဆောင်မှခန္ဓာကနေကြိုဆိုပါရစေ။ဒေါက်တာမိုးသိန်းနေရေးသားခဲ့တဲ့ကိုလက်စထရောအဆီနဲ့တင့်ကျမ်းမာရေးဆောင်မှကိုအတန်လွှင့်တင်ဆက်ပေးပါတော့မယ်။ကိုလက်စထရောဆိုတာခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့အဆီတစ်မျိုးဖြစ်ပါတယ်။ဆဲလ်များရှင်သန်ရန်ဟော်မုန်းများနဲ့ဗီတာမင်များထုတ်လုပ်ရန်အတွက်ကိုလက်စထရောကိုမရှိမဖြစ်လိုအပ်ပေမဲ့ သွေးရင်းကိုလက်စထရောများလာတဲ့အခါမှာတော့ကျန်းမာရေးဆိုးကျိုးလေးတွေစတင်ဖြစ်ပေါ်လာရပါတယ်။ကိုလက်စထရောရဲ့ခန္ဓာကိုယ်အတွင်းအခန်းကဏ္ဍခန္ဓာကိုယ်လိုအပ်တဲ့ cells များဖွဲ့စည်းတိဆောက်ရန်အတွက်ကိုလက်စထရောကအရေးကြီးပါတယ်။ cell အမီဘာများဖွဲ့စည်းတိဆောက်ဖို့အတွက်မရှိမဖြစ်လိုအပ်ပါတယ်။ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ဟော်မုန်းများထုတ်လို့ရရင်လဲကိုလက်စထရောကကုန်ကျန်းတစ်ခုတစ်ဖွဲပါဝင်နေပါတယ်အမျိုးသားဟော်မုန်းအမျိုးသမီးဟော်မုန်းများနဲ့စတီရိုက်ဟော်မုန်းများ ဗီတာမင် D ကိုထုတ်လုပ်ရန်အတွက်ကိုလက်စထရောလိုအပ်ပါတယ်။ကိုလက်စထရောကအစာချေဖြည့်ရမှာအထောက်အကူပြုတဲ့တဲချေရေကိုဖန်တီးရမှာလည်းပါဝင်ရပါတယ်။ကိုလက်စထရောကနေမှအသုံးဝင်တဲ့ခန္ဓာကိုယ်ရောဂါပစ္စည်းတစ်ခုဖြစ်နေတော့လဲတွေးထဲမှာများလာတဲ့အခါမှာတော့ဆိုးကျူတွေဖြစ်ပေါ်လာရပါတယ်။နှလုံးနဲ့သွေးကြောဆိုင်ရာအန္တရာယ်ခန္ဓာကိုယ်ကိုထိခိုက်စေတဲ့မကောင်းတဲ့ကိုလက်စထရော LDL များလာပါကသွေးကြောနံရံများတွင်အဆိပ်ပံများဖြစ်စုပုံစေပါတယ် ၎င်းကိုကိုရင်းအစီများ၍တွေးကြောကျင်းလာရခြင်းလို့ခေါ်ပါတယ်။တွေးကြောကျင်းမြောင်းပြီးပိတ်ဆို့လာတဲ့အခါနှလုံးဒါမှမဟုတ်အုံနောက်စီကို တွေးစီစဉ်မှု ရောကြသွားရပါတယ်။အဲ့ဒီအခါနှလုံးအောင့်ခြင်း၊ရုတ်တရက်နှလုံးထိခိုက်ပျက်စီးခြင်းနဲ့လေဖြတ်ခြင်းတို့ကိုကြုံတွေ့ရတတ်ပါတယ်။ခန္ဓာကိုယ်အဆုံးအဖြားခြေလက်တွေးကြောများလဲကျဉ်း၍ပိတ်ဆို့တတ်ပါတယ်။ကိုလက်စထရောအမျိုးအစားများ ကိုလက်စထရောကိုသယ်ယူပို့ဆောင်တဲ့ပရိုတင်းဓာတ်ကိုလိုက်ပိုပရိုတင်းလို့ခေါ်ပြီးအဓိကအားဖြင့်တော့နှမျိုးခွဲခြားနိုင်ပါတယ်။ကောင်းတဲ့ကိုလက်စထရောအစီ HDL ကတော့သွေးရင်းမှာရှိနေတဲ့ပိုရှန်နေတဲ့ကိုလက်စထရောများကိုပြန်လည်စုဆောင်းပြီးအသည်းကိုပို့ဆောင်ကခန္ဓာကိုယ်မှာဖယ်ရှားပေးတာကြောင့်ကောင်းတဲ့ကိုလက်စထရောလို့ခေါ်ရမှာဖြစ်ပါတယ်။သွေးတွင် HDL များခြင်းဟာနှလုံးကျန်းမာရေးအတွက်အကောင်းပါတယ်။မကောင်းတဲ့ကိုလက်စထရော LDL ကတော့ သွေးရင်းကိုလက်စတရောကိုဒီကိုလုံးမှာရှိတဲ့ဆဲရစ်စီပို့ပြီးတာကြောင့် LDL ကြောင့်အဆီဘက်များစုပေါင်းလိုက်နိုင်တာမို့မကောင်းတဲ့ကိုလက်စတရောလို့ခေါ်ဆိုတိုက်ပါတယ်။သွေးရင်းကိုလက်စတရောတက်စေတဲ့အချက်များကိုလက်စတရောကခန္ဓာကိုယ်အတွက်လိုအပ်ပေမဲ့လည်းများလုံးမှာကအန္တရာယ်ရှိပါတယ်။သွေးရင်းကိုလက်စတရောတက်စေတဲ့အချက်တွေတည်ထားပါမှသတိထားဆင်ခြင်နိုင်မှာဖြစ်ပါတယ်။အဆီတက်စေတဲ့အစာတောက်များစားခြင်းပြေးပွားစီနဲ့အသွင်ပြောင်းစီတွေစားရခြင်းကြောင့်ကိုလက်စထရောတက်ရပါတယ်။အဆီထူးတဲ့အသားများ နှုတ်ထွက်ပစ္စည်းများအသင့်တုပ်ပိုးထားတဲ့အစာပြေစာများနဲ့အချို့ပွဲများစားခြင်းကြောင့်သွေးရင်းကိုလက်စထရောတွေတက်ရပါတယ်။ကိုယ်အလေးချိန်နဲ့လှုပ်ရှားမှုအဝလွန်ခြင်းလေးချိန်ကမလှုပ်ခြင်းတို့ကြောင့်သွေးရင်းအဆီတွေတက်ရပါတယ်။လေးချိန်ကပုံမှန်လှုပ်ခြင်းကကောင်းတဲ့ HDL ကိုမြင့်တက်စေတာကြောင့်ကိုလက်စထရောအဆီထိန်းချုပ်ရမှာအရေးပါလှပါတယ်။အလေးအထားများဆက်လက်တောက်ခြင်းကကောင်းတဲ့ HDL ကိုရောကြစေတာကြောင့်ကျန်းမာရေးကိုထိခိုက်စေတတ်ပါတယ်။ ်အရက်တောက်ချင်းကလည်းကိုလက်စထရောပမာဏကိုမြင့်တက်စေတာကြောင့်အလွန်ကျော်တောက်သုံးခြင်းကိုဆင်ခြင်သင့်ပါတယ်အသက်အရွယ်အသက်ကြီးလာတာနဲ့အမျှအသေးလုံငန်းဆောင်တာတွေယောနေလာခြင်းကြောင့်မကောင်းတဲ့ LDL ကိုဖိရှားနိုင်စွမ်းယောနေလာပါတယ်ကိုလက်စထရောထိန်းချုပ်ရန်ဘဝနေထိုင်မှုပုံစံနှလုံးကျန်းမာရေးနဲ့ညှို့တဲ့အစားအစာများကိုစားသုံးပါအဆီနည်းတဲ့အသားပဲ တည်တည်ဟင်းသီးဟင်းရွက်နဲ့အစိအစံတွေပါဝင်တဲ့အစာများကိုရွေးချယ်စားသုံးပါပြည့်ဝစီနဲ့အစွန်းအသွင်ပြောင်းစီများကိုကန့်သက်ရှောင်ကြပါတန်လွင်စီအစီများတဲ့ငါးနဲ့အခွန်မာသီးတွေမှာပါဝင်တဲ့ကျမရည်နဲ့ညံ့ညွတ်တဲ့အစီတွေကိုရွေးချယ်စားသုံးပါကိုယ်လေးချိန်မောအောင်ထိမ့်သိမ့်ပါကိုယ်လေးချိန်ချော့ချခြင်းကကိုလက်စထရောကိုထိထိရောက်ထိမ့်ချုံနိုင်ပါတယ်ပုံမှန်လေးချိန်ခံလောက်ပါကသွေးရင်းအစီကိုကျစေနိုင်ပါတယ်တပတ်လျင်အနည်းဆုံး9ရက် တရက်လျင်မိနစ်30ခန့်လေ့ကျင့်ခန်းပြုလုပ်သင်ပါတယ်။ဆက်လိုက်ဖြစ်လိုက်ပါကအကျိုးပြုအစီ HDL ပမာဏတိုးတက်လာနိုင်ပါတယ်။အရက်တောက်မှုကိုလည်းကန့်တလိုက်ပါ။တညလျင်9နာရီမှ9နာရီခန့်အထိအိပ်ဆက်သင်ပါတယ်။အေးရေးဝအောင်မအိပ်ပါကသွေးရင်းအစီကိုကမောက်ကမဖြစ်လာစေနိုင်ပါတယ်။ ကိုလက်စထရောကခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုပေမဲ့လည်းကျန်းမာရေးနဲ့ညွတ်တဲ့နေထိုင်မှုပုံစံကိုကျင့်သုံးခြင်းဖြင့်မကောင်းတဲ့ကိုလက်စထရော LDL ကိုလျှော့ချပြီးကောင်းတဲ့ကိုလက်စထရော HDL ကိုမြင့်တင်ကနှလုံးနဲ့သွေးကြောဆိုင်ရာရောဂါများဖြစ်ပွားနိုင်ခြေကိုတိတိတသာလျှော့ချနိုင်ပါတယ်။ဆေးသုံးတွဲဆွဲခြင်း statin သွေးရင်းအဆီကျဆေးရည်တွေကမှ statin ဆေးအုပ်စုဟာသွေးရင်းကိုလက်စထရောများနေခြင်းကိုလျှော့ချဖို့အတွက်အသုံးအများဆုံးဆေးပွားပဲဖြစ်ပါတယ်။ အေဒိုဗာစတက်တင်နဲ့ရိုဆူဗာစတက်တင်တို့လိုမျိုးအစီချဆေးတွေကိုလည်းလူနာအများစုကမှီဝဲတောက်သုံးကြပါတယ်။ဆေးတွေကအသေးရင်းကိုလစထရောထုတ်လို့ရမှာအဓိကကျတဲ့အန်ဇိုင်းအလုတ်ကိုပိတ်ဆို့ခြင်းဖြင့်သွေးတွင်းအဆီပမာဏနည်းပါလာရပါတယ်။စတက်တင်ဆေးကိုတောက်သုံးကြသူအများစုမှာ ဘေးထွက်ဆိုချိုးမရှိတတ်ပေမဲ့လည်းအချို့မှာတော့ပြဿနာအချို့ကြုံတွေ့ရတတ်ပါတယ်။အဖြစ်များဆုံးဘေးထွက်ဆိုချိုးကတော့ကြော်သားနာခြင်း၊ခိုက်ခဲခြင်းဖြစ်ပါတယ်။အခြားဘေးထွက်ဆိုချိုးတွေအနေနဲ့ဝမ်းချုပ်ခြင်း၊ဝမ်းလျှော့ခြင်း၊ဗိုက်နာခြင်းစတဲ့အစာချေလမ်းကြောင်းပြဿနာတွေကိုလည်းရံဖန်ရံကကြုံတွေ့ရတတ်ပါတယ်။စိတ်ပညာတို့ရှိချက်များအရအသေးအန်ဆိုင်မြင့်တက်ခြင်း၊စီးကျူယောဂဖြစ်နိုင်ခြင်းအနေနဲ့မြင့်တက်ခြင်းတွေကြုံရတဲ့အကြောင်းကိုလည်းသူတွေကစာရင်းတွေကဖော်ပြထားပါတယ်။ အစီလုံးဝရှောင်ခြင်းသည်ကျမ်းမာရေးနှင့်မညီညွတ်အစာအသောက်တွင်မှအစီလုံးဝမပအောင် စားသုံးခြင်းကကျမ်းမာရေးနှင့်မညီညွတ်ပါဘူးခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်ပြီးကိုယ်တိုင်လည်းမထုတ်နိုင်တဲ့ Omega 3နဲ့ Omega 6တို့လိုအစီဓာတ်တွေကို အစာအသောက်တွေကသာရရှိနိုင်ပါတယ် အစီရီကအုံနောက်နဲ့နှလုံးကျန်းမာရေးခန္ဓာကိုယ်ရောင်ရမ်းမှုကိုထိန်းချုပ်ဖို့အတွက်လည်းအရေးကြီးနေပါတယ်ဗီတာမင် A ဗီတာမင် D ဗီတာမင် E ဗီတာမင် K တို့ကအစီမပျော်ဝင်တဲ့ဗီတာမင်တွေဖြစ်ပါတယ်ဗီတာမင်တွေကိုကောင်းစွာစပ်ယူနိုင်ဖို့အစာရီထဲမှာအစီပါဝင်ဖို့လိုအပ်နေပါတယ်အစီလုံးဝမစားပါကလည်းဒီလိုဗီတာမင်တွေချို့တက်လာနိုင်ပါတယ်အစီကအစားအသောက်များကိုရတာရှိစေပြီးဗိုက်ပြင်းတင်းတိမ်စေပါတယ်အစီလုံးဝရှောင်ပါက အစားအစာများတွင်ရတာမရှိဘဲဂရင်းပြက်ကအမြန်ဗိုက်ပြန်စားပြီးမလိုအပ်ဖဲနဲ့ကစီတက်တူလိုမျိုးအစားတွေကိုပုံပြီးစားမိစေနိုင်ပါတယ်။အစီပမာဏထက်အစီအမျိုးအစားမမှန်ကန်ကန်ရွေးချယ်ထားဖို့ကလည်းအရေးကြီးပါတယ်။ကျန်းမာရေးအတွက်ကောင်းတဲ့အစီများကိုသာရွေးချယ်စားသုံးကြဖို့အကြံပြုလိုပါတယ်။ရွေးချယ်စားသုံးတဲ့အစီတွေကတော့မပြေဝအစီတွေဖြစ်တဲ့တန်လွင်စီ၊ထောပတ်သီး၊အခွန်မာသီးများနဲ့ငါးကြီးစီ နန်းစီနေကြစီတို့ဖြစ်ပြီးရှောင်ကျင်တဲ့အစီတွေအနေနဲ့ကတော့ပြေးပါစီတွေဖြစ်တဲ့အစီများတဲ့အသားထောပတ်ဒိန်ငယ်များနဲ့အသွင်ပြောင်းစီတွေဖြစ်ကြတဲ့အသင်ဆောင်မုံများကြော်ထားတဲ့စားသောက်ဖွယ်ရာတွေဖြစ်ပါတယ်။ဒါကြောင့်စီကိုစားသုံးဖို့လုံးဝမလိုအပ်တာမျိုးမဟုတ်ဘဲကျန်းမာရေးနဲ့ညီတဲ့အစီပမာဏကိုမှန်ကန်စွာရွေးချယ်စားသုံးဖို့သာလိုအပ်ပါတယ်လို့အကြံဉာဏ်ပြုလိုက်ရပါတယ်။ AR times စာဖတ်ပရိသတ်များလည်းကျမ်းမာရေးနဲ့မညီညွတ်တဲ့အစာတောက်တွေကိုရှောင်ကျဉ်နိုင်ကြပါစေအသက်ရှည်အနာမဲ့ပါစေကြောင်းဆုတောင်းမြတ်တာပူတာလိုက်ပါရစေနောက်တစ်ပတ်မှာတော့ကိုုံဆောင်နဲ့စေဝါဆိုတဲ့ဆောင်းပါးကိုတင်ဆက်ပေးမှာဖြစ်တာကြောင့်စောင့်မျှော်ဖတ်ရှုကြပါအောင်ခင်ဗျာကျမ်းမာရေးအသိပညာပေးကဏ္ဍကျမ်းမာရေးဆောင်းပါးကိုလက်စထရောအဆီနဲ့ကျမ်းမာရေး ဗရိခကာလာအတွင်းရှင်သန်နေထိုင်ခြင်း ARD Times စစ်အာဏာသိမ်းမှုကြောင့်မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေတဲ့ဗရိခကာလာများအတွင်းပြည်သူများကြမ်းမာစွာရှင်သန်နေထိုင်ရေးအတွက်ဗရိခကာလာအတွင်းရှင်သန်နေထိုင်ခြင်းကြမ်းမာရေးအသိပညာပေးအစီအစဉ်ကို ARD Times စတင်တော်နာအနေဖြင့်အပတ်စဉ်တနင်္ဂနွေနေ့နဲ့ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်တော်မူဖြစ်ပါ၍စောင့်မျှော်ကြည့်ရှုကကြမ်းမာရေးအသိပညာများရောက်နိုင်ကြောင်းတင်ပြကောင်းပါရခင်ဗျာ